အားလုံးမင်္ဂလာပါကွယ်ဒီချေကတော့စက္ကမရန်ပထဝီဝင်ဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချေမှုပဲဖြစ်ပါတယ်ဒီချေဒီနေ့သင်ကြားပေးမှာကတော့အခန်းကလက်တွေ့ပထဝီဝင်မှသင်ငန်းစာတစ်ဖြစ်တဲ့မျိုးပုံမျိုးစားများအကြောင်းပဲဖြစ်ပါတယ် ပထဝီဘာသာရပ်ကိုလေ့လာမှတ်သားတော့မယ်ဆိုလို့ရှိရင်မြေပုံကမရှိမဖြစ်လိုအပ်တယ်ဆိုတာဒီချက်ရှေ့ပိုင်းသင်ခန်းစာတွေတုန်းကဒီချက်သားတို့သမီးတို့ကိုပြောပြခဲ့ပြီးဖြစ်တယ်အခုဒီချက်တို့လက်တွေ့မြေပုံနဲ့ပတ်သက်တာတွေကိုသင်ရတော့မှာဖြစ်ပါတယ်နော်မြေပုံဟာမရှိမဖြစ်လိုအပ်တယ်အထောက်အကူဖြစ်တယ်နော်ပထဝီမှာမြေပုံမှာပါတဲ့ပထဝီအချက်လက်တွေသူကအကြောင်းအကျိုးဆက်ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့သိရှိနိုင်တယ် ဒါကြောင့်လူ့မျိုးပုံတွေကိုရေးဆွဲနည်းနဲ့မျိုးပုံမျိုးစားများအကြောင်းကိုသားတို့သမီးတို့ဒီမှာလေ့လာကြရမှာဖြစ်တယ်။ဟုတ်ပြီနော်။ကဲအဲ့တော့တီချက်ကြည့်မယ်။နော်မျိုးပုံဆိုတာဘာလဲဆိုလို့ရှိရင်သူ့ရဲ့အတိတ်ဘယ်ကိုဘယ်လိုဖွင့်ဆိုနိုင်လဲ။ကဘာမျက်နှာပြင်တစ်ခုလုံးဒါမှမဟုတ်ရင်တစိမ့်တဒေတာကိုသူကအချိုးကျလေးတူညီအောင်ရေးဆွဲထားတဲ့စနစ်ပုံဖြစ်တယ်။နော်ဒါကမျိုးပုံကိုဘယ်လိုမျိုးအတိတ်ဘယ်ဖွင့်ဆိုရဲဆိုတာကို ားတို့သမီးတို့မှတ်သားရမှာဖြစ်တယ်เนาะကဲဟုတ်ပြီအဲ့တော့တီချေတို့ဆက်ပြီးတော့ကြည့်မယ်เนาะပထမအဆုံးအခန်း9ရဲ့သင်္ကန်းစာတစ်ကမြေပုံအမျိုးအစားများပဲဖြစ်ပါတယ်ပထဝီဝင်ဘာသာကိုလေ့လာရမယ်ဆိုလို့ရှိရင်မြေပုံဟာမရှိမဖြစ်လိုအပ်တဲ့လက်နက်ကရိယာလို့ပြောတယ်ဟုတ်ပြီနော်သူကမရှိမဖြစ်ကိုလိုအပ်တဲ့လက်နက်ကရိယာဖြစ်တယ်လို့ကိုမှတ်သားရမယ်မြေပုံအမျိုးအစားတွေကိုအများကြီးရှိတယ်မြေပုံမျိုးအစားတွေအများကြီးရှိတဲ့အထက်မှာ ားတို့တမီးတို့ကဒီစက်ထမရမ်းမှာ၃မျိုးအကြောင်းကိုလေ့လာရမှာဖြစ်တယ်။အဲ့ဒါတွေကတော့เนาะ၁တီနီယာပြမြေပုံ၂ကမိမနာတွင်ပြင်ပြမြေပုံ ဖြစ်ပြီးတော့၃ကတော့เนาะလမ်းမဆက်သွယ်ရေးကိုဆက်သွယ်ရေးကိုပြတဲ့မြေပုံမျိုးပဲဖြစ်တယ်။အဲ့တော့တီချယ်တို့เนาะဒါတွေကိုတစ်ခုချင်းစီသားတို့တမီးတို့ကိုတီချယ်ဆက်ပြီးတော့ရှင်းလင်းသွားမယ်เนาะ အခန်း9ရဲ့သင်ခန်းစာ1ကမြေပုံအမျိုးအစား၃မျိုးရှိတဲ့ခြေကနေပြီးတော့တိချေအခုတိညာပြမြေပုံအကြောင်းကိုပြောပြပေးမယ်။နော်။နိုင်ငံတစ်ခုဒါမှမဟုတ်လို့ရှိရင်ဒေတာတစ်ခုသူ့ရဲ့ area အတွင်းမှာမြို့တွေရှိမယ်၊မြေချောင်းတွေရှိမယ်။အဲ့ဒီအချင်းရာတွေကိုထည့်သွင်းပြီးတော့သူတို့နဲ့ထိစပ်နေတဲ့ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံဒါမှမဟုတ်လို့ရှိရင်ဒေတာတွေရဲ့အမိတွေကိုဉာဏ်နိမိတ်မြင်းနေနဲ့တွဲဖက်ဖော်ပြထားတဲ့မြေပုံကို တီနီယာပြမြေပုံလို့ခေါ်တယ်။အဲ့ဒါဒီမှာပုံလေးလဲတီရှပြထားတယ်နော်။တီနီယာပြတဲ့မြေပုံနော်။အဲ့ဒီမှာမြစ်တွေပါမယ်။ဟောပတ်ဝန်းကျင်နိုင်ငံတွေပါမယ်၊မြို့တွေပါမယ်အစရှိသဖြင့်တီနီယာကိုပြတဲ့မြေပုံဖြစ်တယ်။အချို့ကဘာနဲ့ပေါ်ပြလဲဆိုလို့ရှိရင်နော်တီနီယာပြမြေပုံကို လတ်တီကျုလောင်ကြီးကျုငင်းငင်းနဲ့ပေါ်ပြထားတာလဲလေ့လာရမယ်။ဟုတ်ပြီနော်။ကဲအဲ့တော့တီရှတို့စက်ကြည့်မယ်။ အခန်းငါးကတင်ငန်းစာတက်မှာသူကခေါင်းစဉ်လေးနှစ်မှာမင်းမနာတွင်ပြင်ပြမြေပုံဆိုပြီးတော့ဆက်ပြီးတော့လေ့လာဖို့ရှိတယ်။အဲ့မင်းမနာတွင်ပြင်ဆိုကြတဲ့ကဟုတ်ပြီနော်ဒါတို့ဆက်ပြီးတော့ကြည့်မယ်။ရေးပါတဲ့ပထဝီအချက်လက်လက္ခဏာတွေတည်နေရာတွေကိုဖော်ပြခြင်းပဲဖြစ်တယ်။အဲ့ဒီပုံဒီမှာဆိုလို့ရှိရင်ဘာတွေပါမလဲ။တောင်နှမ်းတွေပါမယ်။တစ်တောတွေပါမယ်။ဟောဂျိုင်ဝမ်းတွေလွင်ပြင်တွေပြီးတော့မြစ်ချောင်းအင်းအိုင်း ပင်လေတွေအဲ့ဒါတွေကိုအဓိကထားပြီးတော့သူကဖော်ပြတယ်မြေမျက်နှာတွင်ပင်ဆိုကြတဲ့ကဘာဖြစ်လဲတောင်နှန်းတွေရှိလားဂျိုင်ဝမ်းတွေရှိလားမြေချောင်းအင်းအိုင်ပင်လေတွေရှိလားဆိုပြီးတော့သူ့ရဲ့မြေပင်လက္ခဏာကိုဖော်ပြတာဖြစ်တယ်အဲ့ဒီလက္ခဏာတွေကိုတီရှဲတို့ကဘာနဲ့ဖော်ပြလဲဆိုလို့ရှိရင်အယောင်မျိုးမျိုးသုံးပြီးတော့ဖော်ပြတယ်မြေပုံကိုအယောင်သုံးပြီးတော့ဖော်ပြမယ်ဘလိုတွေသုံးလဲနော် ကားတို့တမိတို့မှတ်ရမှာရေရှိတဲ့နေရာအားလုံးကိုသူဟာအပြာရောင်သုံးတယ်။သူရဲ့တင်ကေတာပေါ့နော်အပြာရောင်ရဲ့သုံးတယ်။တစ်တော်ကြီးတစ်ပင်ကြီးထူထပ်စွာပေါက်နေတဲ့နေရာကိုကြတော့ဟောအစိမ်းရောင်သုံးတယ်။စိုက်ပျိုးမြေရှိတဲ့နေရာတွေကြတော့တခါအရောင်ကဘာကိုသုံးလဲဆိုရင်အဝါရောင်ကိုသုံးတာဖြစ်တယ်။ဟုတ်ပြီနော်။ပြီးတော့ဆက်ပြီးတော့လေ့လာမစင်လူတွေနေထိုင်တဲ့နေရာကိုကြတော့သူကအနေရောင်လေးနဲ့သုံးပြီးတော့သတ်မှတ်ထားတယ်။နော်။ တောင်ကုန်းတွေတောင်တန်းတွေကုန်းမြင့်တွေကိုကြည့်တဲ့အခါမှာနေတာရှိမယ်တဖြည်းဖြည်းမြင့်သွားတာရှိမယ်အဲ့ဘောက်ကြတော့ဘာနဲ့တုံးလဲဆိုလို့ရှိရင်အညိုရောင်ကတဖြည်းဖြည်းအရောင် အနုကနေအရင်ကိုတဖြည်းဖြည်းပြောင်းလဲတုံးသွားတာကိုဖော်ပြထားတယ်။ဟောတချို့ဒါကြတော့ဘာကိုတုံးလဲဆိုရှိရင်အနေအမြင့်ကိုကွန်တိုမြင့်နေနဲ့ဖော်ပြရေးဆွဲထားတာလည်းရှိတယ်။အဲ့လိုလဲမှတ်သားရမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ကဲအဲ့တော့ဒီရှေ့တော့နောက်တစ်ခုဆက်ကြည့်အောင်။ ဘာကိုပြတဲ့မြေပုံလဲဆိုလို့ရှိရင်တီချဲတို့အခန်း၅ရဲ့เนาะသင်္ကားစာတစ်ကเนาะခေါင်းစဉ်၃ပေါ့เนาะသူကပါလဲလမ်းမဆက်သွယ်ရေးကိုပြတဲ့မြေပုံအဲ့တော့တီချဲတို့ဒီမြေပုံကိုကြည့်တဲ့အခါမှာလမ်းမဆက်သွယ်ရေးပြထားတာတွေကရှုပ်ထွေးတရားလို့ထင်ရတယ်ဒါပေမဲ့သူ့ရဲ့သင်္ကေတနဲ့အချက်လက်တွေကိုတိတိကျကျသိတဲ့အခါကျရင်လေလာရင်လည်းရှင်းလင်းစွာတည်သွားမှာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့နိုင်ငံတစ်ခုဒါမှမဟုတ်ရင်ဒေသတစ်ခုမှာတည်ရှိတဲ့ ဆက်သွယ်လမ်းကြောင်းတွေเนาะဘလို့ဆက်သွယ်တယ်လဲเนาะကားလမ်းလာเนาะရေချောင်းခီးလာလေလေချောင်းခီးလာเนาะမြေထားလမ်းကိုအသုံးပြုသလားစသဖြင့်တဏျာနဲ့တဏျာဆက်သွယ်တာကိုတီချေတို့ကဒါဆက်သွယ်လမ်းကြောင်းတွေပြပြီးတော့တင်ကေတာနဲ့သုံးပါတယ်เนาะလေငွေရှိတဲ့နေရာလေချောင်းလမ်းနဲ့သုံးရင်လေငွေရှိမယ်เนาะကားကားလမ်းနဲ့သွားတဲ့ခါမှာကားဂိတ်ကြီးရှိမယ်เนาะလေမြန်လေချောင်းလမ်းကိုသုံးလို့ရှိရင် လေစိတ်တည်ရှိမယ်ဟုတ်ပြီနော်အဲ့ဟာကိုကြည့်လို့ရှိရင်တီချဲတို့ကဒီပုံဒီမှာဘာလို့တွေ့ရမလဲဆိုလို့ရှိရင်တဏှာနဲ့တဏှာဘလို့ဆက်သွယ်ထားလဲဆိုတာကိုသိရှိနိုင်မှာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါဒါလမ်းပန်းဆက်သွယ်ရေးကိုပြတယ်မြေပုံဖြစ်တယ်ဒါတို့တမီးတို့ဒါကိုလမ်းကြောင်းလေးတွေကိုကြည့်ပြီးလေ့လာမှဆိုရှိရင်အသာလွယ်ကူမှာဖြစ်ပါတယ်နော်ကဲအဲ့တော့တီချဲတို့ဒီအခန်း9ရဲ့သင်ခန်းစာတစ်ကိုတီချဲတို့ကလေ့လာခဲ့ကြပြီเนาะအဲ့မှာတီချဲတို့အဓိကချက်အနေနဲ့ဘာတွေကိုသိသွားလဲ ပြန်ပြီးတော့ကြည်အောင်မြေပုံဟာပထဝီဘာသာရပ်ကိုလိလာတဲ့အချိန်မှာမရှိမဖြစ်ကိုလိုအပ်တဲ့တင်ထောက်ကူဖြစ်တယ်ဆိုတာကိုသားတို့သမီးတို့သိလိုက်ပြီးဟုတ်တယ်နော် နောက်တစ်ခုနိုင်ငံတစ်ခုဒါမှမဟုတ်ဒေသတစ်ခုအတွင်းမှာ နော်သူ့ရဲ့ area အတွင်းမှာမြို့တွေမြေချောင်းတွေနော်အဲ့အချင်းရာတွေကိုထည့်ပြီးတော့ဖော်ပြတယ်သူတို့နဲ့ထိစပ်နေတဲ့ပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံဒါမှမဟုတ်ဒေသတွေသူတို့ရဲ့နာမည်တွေညနေမိတ်မြင်းနေတဲ့တွဲဖဲပြီးတော့ ဖော်ပြတဲ့မြေပုံကိုတီချဲတို့အခုခဏပြောခဲ့တဲ့ဘာပုံလဲဆိုတော့တီနီယာပြမြေပုံဖြစ်တယ်ဆိုတဲ့အကြောင်းကိုသားတို့သမီးတို့ဒါမှတ်သားလိုက်ရပြီအဓိကချက်နေနဲ့ဟုတ်ပြီနော်နောက်တစ်ခုမိမနာသွင်မြေကိုပြတဲ့မြေပုံကြတော့အရေးပါတော့ဘာတွေလဲပထဝီဆိုင်ရာအချက်လက်လက္ခဏာတွေပထဝီညဆိုင်တဲ့လက္ခဏာတွေကိုသူ့ရဲ့တီနီယာကိုဖော်ပြခြင်းပဲဖြစ်တယ်အဲ့ဒီပုံဒီမှာအဓိကမြေမျက်နှာသွင်ပြင်ကိုပြတယ်ဆိုတဲ့အတွက်ကြောင့်မို့တောင်တန်းတွေတစ်တောတွေဂျိုင်ဝမ်လွင်ပြင် နော်မြစ်ချောင်းအင်းအိုင်ပင်လယ်စသဖြင့်အဲ့ဒါတွေနဲ့ဖော်ပြထားတယ်။အဲ့အချက်တွေဟာမိမနာသွင်မြင်ကိုပြတဲ့မြေပုံမှာပါဝင်နေဆိုတဲ့အချက်ကိုဒါတို့သမီးတို့ဒါအဓိကချက်နေနဲ့ရရှိသွားပြီ။ဟောနောက်တစ်ခု လမ်းမဆက်သွယ်ရေးကိုပြတဲ့မြေပုံကြတော့နိုင်ငံတစ်ခုဒါမှမဟုတ်ဒေသတစ်ခုမှာရှိနေတဲ့တည်ရှိနေတဲ့လမ်းမဆက်သွယ်ရေးလမ်းကြောင်းတွေခုနဒီချက်ပြောခဲ့တယ်လို့ပေါ့ပုံမှန်ပါတဲ့အတိုင်းနော်ကားဂိတ်တွေတင်မောစိတ်တွေလေစိတ်တွေဘူရာယုံတွေ သူတို့ရဲ့တင်ညာတွေကိုဖော်ပြထားတဲ့ပုံလေးဖြစ်တယ်ဆိုတာလမ်းမဆက်သွေးပြမြေပုံနဲ့ပတ်သက်တယ်ဆိုတဲ့အချက်ကိုသားတို့သမီးတို့ဒါအဓိကအချက်တွေနဲ့ရရှိသွားတာဖြစ်မယ်လို့ဒီချက်ထင်ပါတယ်။ကဲအဲ့တော့သားတို့သမီးတို့ရဲ့တီချက်ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာလေးကတော့ပါလဲအခန်းကလက်တွေ့ပထဝီနဲ့ကသင်ခန်းစာတစ်ဖြစ်တဲ့မြေပုံမျိုးစားများအကြောင်းပဲဖြစ်တယ်နော်။အဲ့တော့တီချက်သင်ခဲ့တဲ့ဟာတွေကိုသားတို့သမီးတို့အနေနဲ့ ပုံနဲ့တကွနားလေသဘောပေါက်ကြလိမ့်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်လာမယ့်သင်ခန်းစာတွေမှာလည်းဒီချက်မျှော်နဲ့ပြန်တွေ့ကြမယ်နော်။